ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမှပိုင်ပလဲရေးသားထားတဲ့ဝန်ရွှဲကဝေးဆိုင်မွန်နဲ့မဟုရပလဲဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားနှုတ်တီဘဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမကတော့အစီအစဉ်တက်ဆက်သူဟိမန်ကူကူဖြစ်ပါရစေရှင် စွတ်တို့ဆရာတပည့်ရွှေညိုရွာလေးကနေကိုမြတင်တို့မိသားစုတေချာနှုတ်ဆက်ပြီးရွာတောင်မရမကြီးပင်ကြီးရှိရာဆရာနေထွက်လာခဲ့ကြတာပါတကြည်ဒီမှာလာကြည့်ပါဦးဟေးနန်းဆောင်လေးတစ်ခုပါလားအတော်ပျက်စီးနေပြီပဲကွာနန်းဆောင်တစ်ထားပေးမှာဆိုတော့အဲ့နန်းဆောင်တနေရရမှာတွားပြစ်လိုက်တော့ကွာရွှေညိုမကြီးပင်ကြီးရဲ့အောက်ကခြုံတွေကိုရှင်းလင်းနေတဲ့ရွာသားတယောက်ကဟောင်းနှမ်းပျက်စီးနေတဲ့နန်းဆောင်လေးတစ်ခုတွေ့ရမှုရွာသားကြီးကိုအသိလှမ်းပေးနေတဲ့အံကိုကြားလိုက်ရပါတယ် ဒါဆိုရင်တော့မကြီးပင်ကအဆံဘလူကြီးကသူ့ရဲ့မူလာနန်းဆောင်လေးပျက်စီးသွားတော့မှနန်းဆောင်တင်လို့ကျင်လို့ရွာတွေကလူတွေကိုအတိပေးခြင်းဖြစ်မယ်ဆိုပြီးကြိုတွေးလိုက်မိတယ်။ဆရာဆရာအိမ်မလွမ်းအောင်လားဗျ။ဘလို့မီးလိုက်ပါလေကိုဖိုးတေဟာလွမ်းတာပေါ့ဗျ။ဒါပေမဲ့ကျုပ်ရွာကိုပြန်လို့မရဘူးဆိုတော့ကိုဖိုးတေလည်းသိရတာနဲ့။ဆရာရဲ့ဒီလောက်တော့အချိန်ကြီးကြာခဲ့ပြီပဲ။အခုချိန်တော့ဆိုရင်ပြန်လို့ရလောက်မှာပါ။ဆရာရွာကိုကျုပ်လည်းရောက်ဖူးကြလိုက်တာဗျ။ အဲ့စကားကိုပြောပြီးကိုဖိုးတီဆက်မပြောတော့ပါဘူး။ကျုပ်လည်းမသိကြအောင်ဆောင်မိတာခြေဥတရာသွားနေမိပါတယ်။အာဆရာဘာဖြစ်တာလဲဆရာအဆင်ရောပြေးလား။ကျုပ်ကျုပ်ရဲ့ညာဘက်လမ်းမှာရုတ်တရက်စူးကနေဖြစ်သွားပြီးကြိုက်လာလို့ကိုဖိုးတီကကျုပ်ကိုပြကြည့်စမ်းပါဗျာ။ဟာဟုတ်တာပဲဆရာလမ်းမှာရုတ်တရက်ကြီးဖူးရောက်လာပါလား။ဆရာမနစေးကမုန်းနေရှိသေးရမလားကျုပ်ကိုပဲကျုပ်ကိုပဲကျုပ်ချေပြီးတော့ရောင်းလိုက်နေမှာအုံမေးထားမယ်ရှင်းနာရအောင်တော့ကျုပ်တို့ခဏလောက်နားကြရအောင် ဟုတ်ပြီလေကျွတ်ရှင်းနိုင်ရအောင်တော့ခဏရအောင်တော့နားကြပါဗျာကျုပ်လေလွေတဲ့နဲ့စေကမို့တချို့ကိုဖိုးတေကိုချိန်မှပြီးကျုပ်ရဲ့ညာဘက်လမ်းမကိုကတ်ခိုင်းပြီးတက်နေအောင်သူကစီးပေးထားတယ်။ဘလို့ကြရတော့မသိရပါပဲ။ကျုပ်ရဲ့ညာဘက်လမ်းမမှာထည့်ထားတဲ့စေပိုင်တလုံးကတခုခုထူကြတော့မှမို့နမိတ်ပြရလာတော့မပြောတတ်ဘူး။ကျုပ်လက်ကအတော်လေးတက်တာနေပါပြီ။ခီးဆိုင်အောင်လေ။မမောက်ရင်နားစရာနေရာတခုစီအမဲအောင်မှဖြစ်မှာ။မဟုတ်ရင်ကျုပ်တို့ရိမြေကြီးပေါ်မှာပဲညာအိတ်နေရလိမ့်မယ်။ဒါဖြစ်လေကျုပ်တို့ခီးဆက်ကြပါဘော့။ ဆရာလည်းအရင်ကြီးကြိုင်တော့ကျုပ်ကိုပြောတော့ဆရာတတ်တာနေပါ යි ကိုဖို့တရားသွားစားရှိရပဲသွားကြပါစို့ဒီလိုနဲ့ကျုပ်တို့ဆရာတပည့်ညောင်းခီးဆက်ခဲကြပြန်တော့ပေါ့ကံများကောင်းကြတော့နေမဆောင်ငင်ရွာလေးတရာကိုရောက်ခဲ့တယ်ရှိစားလည်းမသွားနိုင်တော့မှုဆိုင်ဟာပိုင်ရီစီမှာခွင့်ပန်ပြီးတော့ရွာပြင်ရဆေးအပေါ်မှာပဲတညတာတဲခုဖို့အတွက်စီစဉ်လိုက်ရတော့တယ်။ကဲကုဖို့တေးဆိုင်ဟာပိုင်ရီစီရောခွင့်တောင်းပြီးသားကြီးတို့ဒီအောင်မှာပဲအနားယူကြအောင်။ဆရာအဆင်ပြေသလိုသာလုပ်ပါဗျာ။ ်ဆရာဘိုက်စာနေပြီလားကျုပ်ဆရာစားဖို့တော့ဖပြင်ပေးရမလဲနေပါစေော်ဗျာကျုပ်လည်းနားကျင်နေမှုစောစောပဲနားလိုက်တော့မယ်ဟုတ်ဆရာအေးစစ်စစ်နာတော့ကျုပ်ဆောင်ပေးထားမယ်ကျုပ်ရဲ့ညာဘက်လက်ကိုဂျန်နယ်လက်ထပ်နဲ့ဖိထားရင်အိပ်ပျော်ကိုစိတ်မိပြီးတော့အိပ်လိုက်တယ်လက်ကြိုက်တဲ့ဓာတ်အရှင်းမပြောက်သေးတော့အတော်နေရထိုင်လာခတ်လိုက်တာမျက်လုံးမိပြီးအိပ်ဖို့ကြိုးစားပေမဲ့ကျုပ်ရဲ့အာယုံထဲမှာညီမလေးနဲ့အမီတို့ရဲ့ပုံရိပ်တွေကအထင်းသားပေါ်ပေါ်လာတာမို့ကောင်းကောင်းအိပ်လို့မရဘဲမကြခဏလန့်လို့နေတယ်ဟူး ဘလို့မအိတ်လို့မြရတာပါကိုဖို့တရားဆရာအိတ်မပြောလို့လားကျုပ်ဘာလို့ပေးရမလဲဆရာနေပါစေကိုဖို့တရားကျုပ်ပြင်မနေပြီမလဲဘလို့မအနာယူလို့မရအောင်ဖြစ်နေကိုဖို့တေနားရင်နားနေလေကျုပ်နားသေးပါဦးဗျာကျုပ်နားနေအောင်ဆရာတခုဖြစ်သွားဘလို့လုံမလဲဆရာရဲ့ပြောမြရင်တော့မပြောတော့ဘူးဗျာကိုဖို့တေကြိုက်တယ်လို့သာ လုပ်တော့ဗျာကျုပ်တို့ဆရာတပည့်ဆရာပေါ်မှာထိုင်ရင်ကောင်းရင်ကြီးကိုမောကြည့်နေမိရဲ့ဆရာဒီညတာရလာမင်းကြတိတ်ကိုအေးကြတာပဲနော်ဒီလိုအချိန်မျိုးမှာဆရာရဲ့ချေကိုမလုံလိုက် လုံးဆိုပြီးဖြေလိုက်ရင်လည်းကျောက်ကလင်းရကြောက်မယ်။လွမ်းပေမဲ့လည်းကျိုးတို့ရာနောက်တစ်ချိန်ပြန်ဆုံမှုအခွင့်အရေးမရှိနိုင်တော့တာပဲလေကိုဖိုးတရား။ဒီလိုပါပဲဆရာရေ။ဆရာတို့ပြန်မျိုးတွေ့ရင်တွေ့နိုင်တရားပဲမလား။ကိုဖိုးတိပြောသလိုပဲမျောလင်းရတာပါပဲလေ။တိန်နုတွေတဲ့ကနေတိုးထွက်လာတဲ့လမင်းစီကိုကြည့်နေကျောက်ရဲ့မျက်ဝန်းအိမ်ထဲကမျက်ရည်စာတွေပါပြင်ပေါ်တလိမ့်လိမ့်စီးကြလာနေ။ဟာ?ကိုဆရာငိုတော့ငိုနေပါလား?ကျမငိုပါဘူးကိုဖိုးတရား။ကျမငိုပါဘူး။ ဆရာကလည်းငိုတာပြောတယ်ဆရာမျက်လုံးထဲမျက်ရည်တွေဖြည့်စည်းကြနေအောင်ငိုတော့ဗျာငိုတော့ကိုဘိုးတင်နဲ့အတူထိုင်နေရနေကျုပ်အိတ်ဆက်အနားယူရနေရကမန်းကရန်ထလာခဲ့လိုက်တယ်ဆက်ပြီးထိုင်နေတော့အဲ့လူကကျုပ်ကိုပို့ပြီးငိုချင်လှုပ်လိုက်မယ်ဆိုတော့ကျုပ်သိရပါဗောကျုပ်တော့နားပြီကိုဘိုးတင်စောစောနားအောင်နော်ဟုတ်ပြီဆရာကြီးစိတ်ချလက်ချတာနားဗျာအဲ့နေရင်လည်းခိုးငုံမနေနဲ့ဦးဗျဟာကျုပ်ငိုပါဦးဆိုကိုဘိုးတင် ပြောမဲ့တာပြောရတာပါ။ကျုပ်ရဲ့ချစ်သူကလေးအတယောက်အစင်မပြေပါမလားဆိုရဲဆိုရင်စိတ်တွေအကောင်းနဲ့ဝင်လာပြန်တယ်။တပြင်းရှိတစ်ချက်ချလိုက်ပြီးမျက်လုံးအစုံမေးပြီးအိပ်ပျော်အေးရင်နဲ့အနားယူခဲ့လိုက်တယ်။ဆရာဆရာထတော်လေဗျာနေတော်အတော်မြင့်နေပြီ။ကျွတ်တို့ခေးဆိုင်အောင်မယ်လေ။ဆရာအဲ့ရနိုးလိုက်စားဖို့ကျုပ်အစင်သင့်ပြင်ပေးထားတယ်။အရှိတော်စားလိုက်အောင်။ဟုတ်ပြီကိုဖိုးတေးကျုပ်စားလိုက်ပါမယ်။ကိုဖိုးတေးအတန်းကြောင့်အိယာနူလာတော့ကိုလက်တက်စင်ပြီးတော့ပြင်ဆင်ပေးထားရဲစားစရာတွေစားလိုက်တယ် စားလို့တလို့ပြီးသွားတော့ရောက်ကိုင်းနေကြောက်ရညာပဲလက်မအကောင့်ပကတိတိုင်းပြန်ဖြစ်နေတာတွေ့ရတာမို့စိတ်ထဲမှာအတော်လေးပျော်သွားတယ်။ကဲကပိုးတေကျတော့ခီးဆက်ကြဆိုဗျာ။အမေဟောဆရာမင်းညာနဲ့မတူပဲလမ်းဆန်းတက်ကြနေပါလား။တခုခုတော့တခုခုပဲနော်။မင်းညာအိမ်မတဲမှာအင်မတန်ချောလွန်လာတဲ့အုတ်ဆက်ဆောင်မလေးနဲ့တွေ့ခဲ့လို့လား။ဒါမှမဟုတ်သူ့ရောင်မဲလေးနဲ့မြတွေ့ခဲ့လို့လားနော်။ပေါ့ပေါ့ရှာရှာကပိုးတေရဟာဘသူနဲ့မှလည်းမတွေ့ခဲ့ပါဘူး။ ကဲကဲဒီလိုအချိန်ဆွဲနေရတယ်ပဲနေမြင့်လာပြီနေတော့ပူမလာခင်ခီးဆက်အောင်တွတ်တော့ဆရာတပဲမွန်းတဲ့မတိုင်ခင်အမိမသိရွာလေးရဲ့ဇာပေါ်ကနေခီးဆက်ခဲ့ကြပြန်တာပေါ့ပူပြန်လာတဲ့အပူတံအန်တူရင်နဲ့ရွာစီယိုးတွေရဲ့ခလန်လန်နေပဲတွေ့ရပြီးတရားဖြတ်တန်းခဲ့တယ်ဆရာတွတ်တော့ဘာလို့ရွာတွေကမဖြတ်ပဲနဲ့ရွာစီယိုးတွေနဲ့ခလန်လန်သွားနေရလဲဗျကျွတ်တို့လိုအောက်လန်းအတက်ပညာတွေရရရတရတွေ့တိုင်းဝင်းကျင်တိုင်းဝင်ထွက်ကျင်တိုင်းထွက်လို့မျိုးဆိုတော့ကိုဖိုးတွေလည်းတည်ရတာ။ဘာလို့ပုံမီးနေရအောင်ဗျ။ ဒါကတော့ဒါပေါ်ဆရာရေအခုကကျုပ်အတော်ပင်မနေပြီးတော့ရေစာနေလို့ပါကျုပ်တို့ပါလာရဲ့ရေရီယာဆရာနဲ့ကျုပ်တောက်လို့ကုန်းတလောက်နေပါဖြစ်နေပြီတကယ်လို့များရွာတရွာတဲ့ကိုဆရာဝင်မယ်ဆိုရင်ကျုပ်ကရေလေးရိတ်ခါလေးဖြည့်တင်လို့ရမိတာပါဆရာရေအစားရေဆရာရေပါလာရဲ့ရေရီကုန်းတော့မယ်ရှေ့နာရွာတရွာမှာကျုပ်တို့ခဏနားရလို့ပြောပြီးနေတဲ့ဟာကျုပ်လည်းအဲ့တဘောနဲ့ပြောတာပါဆရာရေနောက်တွေ့မဲ့ရွာရောက်မှာပဲလိုအပ်တာလေးလို့တော့ကိုဖို့တည်းအခုတော့ကြံနေရေချွေတာပြီးတော့တောင်းနေမဆောင်ခင်တော့ရွာတရွာကိုတွေ့ကောင်းပါရဲ့ ကျုပ်နဲ့ကဖို့တီတို့စကားလေးတပြောပြောနဲ့ခီးဆက်လာခဲ့တဲ့အခါမကြခင်မှာပဲကျုပ်တို့ရှင်နာစရာနဲ့ရွာရန်လေးကိုမြင်လိုက်ရတယ်။ဒါအောင်မြင်တော့ကဖို့တီကဝမ်းသာအားနဲ့ကျုပ်ရှိရနေတုတ်ချီတင်ပြီးပြေးရော်တာပေါ့။ဟဲ့လူကဖို့တီကျုပ်ကိုစောင်းလေဗျာ။ကျုပ်နောက်ကတော့အမိလိုက်ခဲ့တော့ဆရာေးကျုပ်ကတော့အရင်သားနေပြီ။ဟာဒီလိုလည်းဘလို့မှပြောလို့မရပါလား။ကျုပ်ရှိရတရောတော့ပါပြေးသွားရဲ့ကဖို့တီကိုတားချိန်တော့မြားလိုက်တာမို့နောက်ကနေပဲအမိလိုက်ရတယ်။ ရွာထိပ်ကဆရာအိုလေးစီကြောက်ရောက်သွားတော့ဆရာပေါ်မှာအခန်းသားထိုင်နေကုဖိုးတီကိုတွေ့ရတယ်။ဆရာလည်းကြားလိုက်တာဗျာကျွတော်ဆရာကိုစောင့်နေအမောပြေနေပြီ။ကျုပ်ကအေးဆေးလမ်းလျှောက်လာတာဟုတ်ဗျာ။ဒီညတော့ကျုပ်တို့ဒီဆက်လေးမှာပဲနားကြရအောင်လေ။လွဲကြတယ်ယူတော့မနေ့ပြန်မှာပဲရွာရဲသွားပြီးဝယ်ကြတာပေါ့။ဒါဆိုကျုပ်ညစာအတွက်အစင်သစ်မြထားလိုက်မယ်ဆရာ။ကောင်းပြီဗျာကျုပ်လည်းခဏလောက်နားအောင်မေး။ဆရာအောက်မှာမီးမွေးဖို့ပြင်နေတဲ့ကုဖိုးတီကိုထားခဲ့ပြီးဆရာပေါ်တက်လာခဲ့လိုက်တယ်။ဆိုင်မော ီရွာရဲ့အလဲဘဟုနားစရာအပြည့်လို့နဲ့စားတဲ့ချိုအာရုံခံမိတယ်။ဘလို့ရမျိုးဖြစ်မလဲဆိုတော့စိတ်ဝင်စားကြပဲ။တလန်းလောက်တိတ်ဆိတ်နေတဲ့ပြက်ကားစီကနေဒီလိုစကားမျိုးကြားလိုက်ရတော့ကျွတ်တော်အံ့အားသင့်မိတယ်။ဘလို့ရမျိုးလဲဆိုတာခမသိနိုင်လားပြက်ကဘလို့ရလဲဆိုတော့ပြပြဖို့ခက်လိမ့်မယ်။နက်ပြန်တို့တွေရွာတဲ့ဝင်မှာပဲ။အဲ့တော့မှဘလို့ရမျိုးဖြစ်မလဲဆိုတာကြည့်ကြတာပေါ့။ဟုတ်ပြီလေ။နက်ပြန်မှာပဲသွားကြည့်ကြမယ်။အခုညကတော့အေးစစ်စစ်အနားယူကြတာပေါ့။ အဲ့ညမှာပဲရွာလေးရဲ့အလဲဘဟုနားဆရာနေထူးဆန်းတဲ့ဆက်အောင်စုံတွေဖြာထွက်နေအောင်တွေ့လိုက်ရပြန်တယ်။တာမန်လူတွေကမမြင်ရပေမဲ့ကျွတ်တို့လူပညာတွေကတော့ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ကျွတ်တို့တက်တခါမှမမြင်ဘူးတဲ့အရောင်သွေးတွေနဲ့ဆက်တွေကိုထိုင်ကြည့်အတော်ညံ့မှာပဲအိယာဝင်ခဲ့တာ။ထုံးစံအတိုင်းလင်းကျက်တုံတန်းကိုကြာတာနဲ့ကျုပ်ရဲ့မျက်လုံးတွေအလွတ်လွတ်ပွင့်လာတယ်။ကိုယ်လက်သစမီမနက်စာဖြင့်ထမင်းကြောက်ကြောင်နဲ့ဆက်သားကြောက်တွေကိုစားလိုက်ကြပြီးရဲ့နောက်ဆ ਾਇ ယာပန်ယာတွေခွင်ကြောင်ပြီးရွာလေးထဲဝင်လာခဲ့ကြတယ်။ ရွာလေးရဲ့နာမည်ကညပလဲရွာတဲ့ရွာဝင်မှာတော့အညာတလေးအတိုင်းရေချမ်းအိုးလေးတွေထားထားတာကိုတွေ့ရတယ်။ရွာရဲ့ဝင်လိုက်တဲ့ချိန်မှာပဲကျောက်ရဲ့ညာဘက်လမ်းမအတွက်မှာရှိတဲ့စေပိုင်တလုံးလှုပ်ရှားသွားတယ်လို့ခန်းစားလိုက်ရတယ်။ဆိုင်မောက်အခုတော့မင်းလည်းအိတ်ဆန်အောင်ခန်းစားမိပြီလား။ကျောက်ခန်းစားမိရဲ့ကျောက်ရဲ့စေပိုင်တလုံးတော့မှလှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်တဲ့ဆွမ်းအမျိုးဆိုတော့ဘလို့ဆွမ်းမျိုးလဲဆိုတော့ကျောက်ရမ်းသိကျင်နေပြီပြောခါရ။ကျောက်ရဲ့ခြေလန်းတွေကတာမန်ထပ်ပို့ပြီးတွက်လက်နေရဆိုတာကျုပ်ကိုယ်တိုင်တော့သတိမထားမိခဲ့ဘူး။ ဝဲစားရှိရာတွေနောက်မှပဲဝင်မယ်လေဆိုတဲ့အတွင်းနဲ့မြပလဲရွာရဲ့အလဲပဟူသာအမြန်ရအောင်သွားနေမိတယ်။မြပလဲရွာရဲ့အလဲကိုရောက်တော့ကျွတ်တို့ဆရာတပည့်နှစ်ယောက်သားရှောင်းလင်းလင်းနဲ့ဟိုကြည့်တီကြည့်လုံနေတော့အသက်ခက်ကြီးကြီးအဖိုးတယောက်ကအတင်းဆွဲခေါ်တော်မူခေါ်ဆောင်နာကိုတရွတ်တိုက်ပါသွားတယ်။လူလေးတို့လာကြလာကြမြပလဲရွာကိုရောက်တော့ရောက်ခိုက်မြပလဲရတနာနန်းဆောင်ဝဲကြည့်သားကြကွနန်းဆောင်နယ်ကိုရောက်တော့ကြီးမားတဲ့ W ရုပ်ထုကြီးတစ်ခုတွေ့ရတယ်။ W ရုပ်ထုကြီးရဲ့နှစ်ဖူးတက်တဲမှာအယောက်တလက်လက်တောင်နေရဲ့အနက်အောင်ကြောက်တုံးလေးကိုတွေ့လိုက်ရတယ်။ ကျွတ်တို့ခေါ်လာတဲ့အဖိုးကတော့မြပလဲရွာရဲ့တမန်ကိုပြန်ပြောနေတာပေါ့ကျွတ်တို့ပြပြနေပြီမဲအရာသူတွေတစ်ဖြက်ဖြက်နဲ့တောက်ပါနေရဲ့အနှက်ရောင်ကြောက်တုံးလေးကိုပဲကျုပ်လဲမျက်တော်မခက်တမ်းကြည့်နေမိတာဆရာဆရာကျွတ်တို့ဝဲစားရရှိသေးလေသွားကြရအောင်လေဗျာဩအင်းအင်းကိုဖိုးတီပြီးပြီဆိုရင်လည်းသွားကြရအောင်လေကိုဖိုးတီရဲ့အတန်ကိုကြားလိုက်ရတော့မှသတိပြောင်းဝင်လာခဲ့ပြီးတော့ကျွတ်တို့ဆရာတပည့်မြပလဲရဲနာနန်းဆောင်နေရနေထွက်လာခဲ့ကြတယ်နောက်တော့လက်ခီမှာလိုအပ်မဲ့ထင်တာတွေဝင်ညနေဆောင်သွားတယ်ဆရာ ကျွန်တော်ဒီညလေဒီရောက်မှာပဲတဲခွေအောင်မယ်ထင်တယ်။ညနေလဲစောင်းပြီဆိုမှတော့ဒီလိုပဲလုပ်ရုံပဲရှိရတော့ဘောကိုဖို့တရား။ဒါနဲ့လေဆရာကိုပြောရအောင်ပဲ။နေ့လေရတွေ့တဲ့အဖိုးကြီးလေးသိရမလား။ကျွတ်တို့နဘလူးရုပ်ထုအကြောင်းရှင်းပြရလူကြီးမလား။ဟုတ်ပါဆရာကြီး။အဲ့အဖိုးကြီးကျွတ်တို့ပြန်ကောင်းနေဘာပြောရဲမှတ်တုံး။ကျွတ်တရိမထားမီတော့တေချာမကြားလိုက်မီကိုဖို့တရား။ဒီလိုဆရာကြီးနန်းဆောင်ကြီးကိုပြုတ်ပြင်မှုရအလုံးဝလက်ခံပါတယ်ဆိုလို့ငွေတရားလှူခဲ့ရသေးတဲ့ဗျ။ ဘာများလဲလို့ကိုဖိုးတရားအခုကိုဖိုးတီမှာတုံးစရာမကြမ်းတော့လို့လားကျုပ်ပေးမှာပေါ့ဗျကျုပ်ကပေးခဲ့ရလို့ပြောတာမဟုတ်ပါဘူးဗျအခုဟာအဲ့အဖိုးကြီးတတလူလဲကြလို့ပြောတာဆရာရဲ့ငွေလေးတရားနေတော့မပြောပါနဲ့ကိုဖိုးတရားမိမိပြပြပဲထားလိုက်စမ်းပါကျုပ်တို့ဆရာတပည့်စကားအခြေတင်ပြောလာရင်လည်းရွာပင်ကဆရာအိုလေးစီရောပြန်ရောက်လာကြပြီမနေ့ပြန်မနေ့ဆော့ဆော့မှာကျုပ်တို့တွေလည်းခီးဆက်ရအောင်မှာမို့ညစာဆော့ဆော့စပြီးတော့ကိုစီအဲ့ရဝင်ခဲ့ကြတယ်မကြခင်မှာကျွတ်တို့ဆရာတပည့်စီကိုကံကြမ္မာစိုးကြီးတစ်ခုရောက်ရှိလာမယ်ဆိုတာတော့မသိခဲ့ဘူးပေါ့လေ ဒီကောင်လေးပဲတကြီးမနေ့ကရွာထဲလာပြီးတော့မဥပလဲနဲ့ညပ်ပလဲရန်နာနန်းဆောင်နဲ့ဝင်သွားဒီနှစ်ယောက်ပဲရောက်လေထားကြစမ်းထားကြစမ်းစူးစူးညံ့ညံ့အတန်လေးကြောင့်ကျွတ်တို့ဆရာတပည့်မြောက်အိပ်ပျော်နေရနေနိုးလာခဲ့တယ်ဆရာအောင်မလေးညပ်ပလဲရွာရွာသားတွေဖြစ်ဟန်တူရဲ့လက်ထဲမှာလေဒုတ်တွေဓာရီကိုစီကိုင်းလို့ကြည်ရတာရွာထဲမှာပြဿနာတစ်ခုခုတော့တက်နေပြီဆိုတော့ကျုပ်လည်းရိစားမိလိုက်တယ်ဒီကနောင်ကြီးတော့ဗာကိစ္စများရှိလို့ပါလေအောက်မှာအခုမှလာပြီးတော့မသိကြအောင်ဆောင်နေဟုတ်လား အေးပေါ်လေတခိုးကတော့ခိုးတယ်လို့ဘယ်ဝခံမှမလဲဘာကွာဟဲ့မင်းငါဆရာဘာစကားပြောလိုက်တာလဲတခိုးမို့တခိုးလို့ခေါ်တာလေဘာနာဆရာရှိလို့လဲကွာဟာလို့မင်းသိတော့မယ်နော်ဟဲ့ကဲပါကိုဖို့တရားစကားများနေပါနဲ့ရောနေနေနေကြပါဘူးကွာဟိုကထုံးမမင်းကလည်းအပြောဆိုမတတ်တဲ့ကောင်ပဲကွာကိုဖိုးတင်နေမြပလဲရွာသားထုံးမောင်ဆိုရဲသူတို့စကားများနေတဲ့အချိန်မှာလူတို့ထဲကခေါင်းမွေးတွေဖြူစွန်နေတဲ့လူကြီးတယောက်ထွက်လာပြီးတော့တားလိုက်ပါတယ် အဲ့လိုကြည်ရတာဥပရိယောက်ကောင်းကောင်းနဲ့မို့ဒီရွာရဲ့တကြီးဖြစ်ရမယ်။ဒီကမောင်ရင်တော့ခီးသွားရတယ်ထင်တယ်။ဘေးမှာလည်းအထုပ်တွေအပိုးတွေနဲ့ဟုတ်ပါရဲ့တကြီးကျွတ်တော့နည်းလှဲ့ပြီးဆေးကုနေရဲ့ဆေးစရာတွေပါ။ဒါနဲ့ဘာကိစ္စများရှိလို့ပါလဲ။음ကျုပ်ကမျက်နာနဲ့ဒီရွာရဲ့တကြီးမှန်းတန်းသိတာဆိုတော့မောင်ရင်ရဲ့လူကဲခတ်တဲ့အရေးချင်လည်းမညံ့ပေဘူးပဲ။လိုင်းကိစ္စကိုသာပြောပါတကြီး။အော်ဒီကလူရီယာရောဘာကြောင့်ကျွတ်တော့ဆရာတွေပြောသခိုးတွေလိုဆွဆွဲနေရလဲ။ ကဲပါလေဒီလိုကိစ္စမျိုးဒီညမှာပြောလို့မသိမှာဘူးကျွတ်တို့နဲ့တူရွာရဲကိုလိုက်ခဲ့ကြပါရွာရဲရောက်မှာပဲကျွတ်အိမ်မှာအေးအေးဆေးဆေးအနားယူရင်းနဲ့ပြောကြတာပေါ့ကျွတ်တို့မသိငါလို့ဆစ်ဆင်းမေးမြန်းကျင်နေဆိုရင်လည်းပုံမှန်လင်းလင်းပြောပါတကြည်ကျွတ်တို့မခုခံမင်းနဲ့အသာတကြည်လိုက်ခဲ့မှာပါဟောအဲအဲလို့မဟုတ်ပါဘူးဆရာတို့ရဲ့ကျွတ်တို့ရောက်မှာဖြစ်သွားတဲ့ကိစ္စကိုဆရာတို့နဲ့လည်းတိုင်ပင်နဲ့အကူအညီလေးလဲတောင်းကျင်လို့ပါတကြီးကတော့ချွတ်ချွတ်တတာပြောနေပေမဲ့တကြီးနောက်ကရွာသားတွေကကျွတ်တို့ဆရာတပည့်ကိုဝါမတက်စားမတက်အကြည့်ရင်းနဲ့စိုက်ကြည့်နေကြတယ်ဟောက်နေ ဘာရကြည့်နေရလဲဆရာတို့ရဲ့ထုတ်ပေါ်တွေကိုတည်ပေးလိုက်ကြလေကွာတကြီးကဟောက်လိုက်တော့မှရသားတွေကရှစ်ခေါက်ကျွမျက်နှာရည်နဲ့ကျွတ်တို့ရဲ့ထုတ်ပေါ်တွေဝိုင်းတည်ကြတယ်ဒါဆိုဆရာတို့ကျုံနဲ့အတူရွာထဲကိုလိုက်ခဲ့ကြဗျာကဲသွားကြစို့ကျွတ်တို့ရွာထဲကိုရောက်တော့ရွာလေလမ်းမကြီးတိုင်ဝင်လာရရနေမြပလဲရေနာနန်းဆောင်ရှာနေဖြတ်သွားမိတဲ့ချိန်နန်းဆောင်တွေကနဘလူးရုပ်ထုကြီးရှိအောင်လှမ်းကြည့်မိတယ်နဘလူးရုပ်ထုကြီးရဲ့နှစ်ဖူးပေါ်ကအနှစ်ယောက်ကြောက်တော့လေးမရှိတော့တာကိုတွေ့လိုက်ရတယ် ဒါဆိုရင်တော့အဲ့ကြောင်တုံးလေးကိုကျွတ်တို့ဆရာတို့ပဲခိုးရဲထင်ပြီးအခုလိုခေါ်လာတာပဲဖြစ်ရမယ်။ညပလဲရဲ့နာနန်းဆောင်ကြော်လာခဲ့ပြီးတော့သုံးအိမ်မြောက်ကညပလဲရွာတကြီးရဲ့အိမ်ပဲ။ကဲဆရာတို့လာကြဗျာဒါအကျုပ်ရဲ့အိမ်ပဲ။ဆရာတို့စိတ်ချမ်းသာတယ်လို့ဒါလွတ်လွတ်လပ်လပ်သာနေကြတော့ဘာမှအာဏာစရာမလိုဘူး။ထဆောလေအဓိကလုံရင်ပဲဆက်သွားကြအောင်တချီအားကျွတ်တို့ခေါ်လာတာနဘလူရုတ်ထူကြီးနှစ်ဖူးမှရှိရဲ့ကြောက်တုံးလေးပြောက်သွားလို့မလား မှန်တိုင်းပြောရရင်တော့အဲ့ကြောင့်တို့လေးကိုကျွတ်တို့မရှူတာအမှန်ပဲတကယ်လို့တကြီးကမယုံကြည်နိုင်သေးဘူးဆိုရင်တော့ကျွတ်တို့ဘက်ကသစ္စာရဲ့တောက်ဖို့လည်းဝယ်မလေးဘူးနော်ကျွတ်တို့ရောင်လာတဲ့ဧည့်သည်တွေဒီလိုဆွဆွဲခံရတာမျိုးလည်းကျုပ်လည်းမလိုလားပါဘူးဆရာတို့ဘက်ကတက်နိုင်တဲ့နီလန်းလေးများရှင်တော့ကျုပ်ကိုကူညီပေးကြပါလို့ပဲရှစ်မျက်နှာနောက်ထားပြီးတော့ပြောပြစီဗျာဟာတကြီးကလေဒီကောက်နဲ့သခိုးတွေဆိုတာတေးကြပါတယ်ဆိုဗျာဟဲ့ထွန်းပါ မိမဆောက်ခဏလေးပိတ်ထားစမ်းပါအခုချိန်ကြီးလူကဲမခတ်တတ်သေးဘူးလားကွာဒီရဆရာတွေကတခိုးတွေမဟုတ်ဘူးကွာကျေးဇူးရှင်တွေကျေးဇူးရှင်တွေအားတို့ရွာပျောက်သွားတယ်မဟုတ်ရပလဲကိုပြန်ရှာပေးမယ်ကျေးဇူးရှင်တွေကွာအဲ့ဒါမင်းသိလားတကြီးကဒေါသတန်နဲ့ပြောလိုက်တော့မှထုံးမောင်ဆိုတဲ့လူငြိမ်ကြသွားတယ်ဒီတော့ကျွတ်တော့ကတကြီးတို့ရွာပျောက်သွားတယ်မဟုတ်ရပလဲကိုရှာပေးရမယ်ဆိုပါတော့ဟုတ်ဟုတ်ပါတယ်ဆရာကျွတ်တော့ကိုညီပေးကြပါနော်တောင်းပြီလေကျွတ်တော့မြပလဲရင်နာနန်းဆောင်အခုပဲသွားရအောင်ဘာအောင်မတော့ထိထားတာ၊ကင်ထားတာ၊နေရာရွှေ့ထားတယ်လုံထားပါအောင်နော်တကြီး ဘာဘာမှမလုပ်ထားပါဘူးဆရာရွာရဲရလူတွေကိုတော့မအဲ့အနာမကက်ခိုင်းထားပါဘူးကောင်းတယ်တကြီးတကောင်းတယ်မဟုတ်ရင်တော့ကျုပ်ရဲ့ပညာအစွမ်းစားနဲ့ဖော်လို့ရမှာမဟုတ်ဘူးအချိန်ဆွဲမနေတော့ဘဲနဲ့ကျုပ်တို့မျက်မှောက်ကျုံနေရဲ့ရွာသားတွေနဲ့တကြီးကိုခေါ်ပြီးတော့မြပလဲရေနာနန်းဆောင်ရှိရာစီကိုထွက်လာခဲ့ကြပါတယ်နန်းဆောင်ရောက်တော့တကြီးမိထုတ်ထားလို့လားမသိဘူးလူသူတယောက်မှရှိမနေခဲ့ဘူးနဘလူရုပ်ထုကြီးကိုကြည့်လိုက်တော့နှဖူးမှာခြိုင်ဝင်နေတဲ့နေရာတစ်ခုတွေ့ရတယ်အဲ့ညာမှာရှိနေတဲ့အနက်ရောင်ကြောက်တုံးလေးကိုတေချာလေးကိုခွာယူသွားတာ ကြီးမားတဲ့ရုပ်ထုကြီးရဲ့နှစ်ဖူးနေရာရောက်ဖို့အတော်လေးကိုမြင်တယ်။တမန်လူတယောက်သာဆိုရင်တော့နှရုပ်ထုကြီးပေါ်တက်ပြီးမှပဲနှစ်ဖူးကချက်ကိုခွာယူနိုင်လိမ့်မယ်။အခုတော့နှရုပ်ထုကြီးပေါ်တက်ခဲ့တယ်ဆိုရယ်ခြေရလက်ရလည်းမရှိရမှုစဉ်းစားရကြက်နေရ။ဆရာတို့ဟိုတကုတ်ကုတ်ထူးကြတာများတွေ့မိသေးလား။အခုထိတော့ဘာသေးလွန်စားမှမများသေးသကြီးကျွတ်တို့ပဲလက်တက်နိုင်ဆုံးစူးစမ်းပေးမှမို့စိတ်မပူပါနဲ့။ထနဲ့ဆရာဟိုမနေ့ကလေကျုပ်တို့ရွာရဲလာတော့ဒီနန်းစာမှာတွေ့ခဲ့တဲ့အဖိုးကြီးကိုမတွေ့ပါလားအဲ့လူဘယ်ရောက်သားလဲမသိဘူးနော် ကိုဖိုးတွေပြောကမှပဲမနေ့ကအဖိုးယူတတိယသွားတယ်။ဟုတ်တာတကြီးကမနေ့ကကျုပ်တို့တွေရွာရဲဝင်လာတော့လေဒီနန်းဆောင်ရှိမှရောက်နေရဲ့နန်းဆောင်ထဲကအဖိုးကြီးတောက်ထွက်လာပြီးတော့လေကျုပ်တို့ဒီနတ်ရုပ်ထူအကြောင်းရှင်းပြသေးတယ်။ကျုပ်တို့ဘက်ကအလှငွေတရားထည့်ခဲ့သေးတယ်ဆိုပဲအဲ့ဒီဖိုးကြီးနဲ့ကျုပ်တို့နဲ့တွေ့ကြတယ်တကြီးကဘလို့နန်းဆောင်ထဲကအဖိုးကြီးထွက်လာတယ်ဟုတ်လားမောင်ရင်ဟုတ်တယ်လေတကြီးကကျုပ်တို့ကနန်းဆောင်ဆောင်းရတယ်လို့မှတ်တာကျုပ်စီရတော့မှနန်းဆောင်ပြပြမှုဆိုပြီးအလှခံသေးရဲ့ မောင်ရင်တော့တခုခုမှားနေပြီတဲ့။ရွာရဲကဘာသူမဆိုဒီနန်းဆောင်နဲ့ကြိုက်တယ်လို့ဝင်ထွက်သွားလာလို့ရအောင်အဆောင်နေပါတယ်မထားပါဘူးကွ။ဒါဆိုတော့သိကြပြီဆရာကြီး။မနေ့ကကျုပ်တို့တွေ့ခဲ့တဲ့အဖိုးကြီးသူတခိုးပဲဖြစ်ရမယ်။ရွာထဲကိုကျုပ်တို့ဆရာတပည့်ဝင်လာပြီးရဲ့နောက်ဆရာနန်းဆောင်နဲ့အကြာကြီးစိုက်ကြည့်နေမြင်။အမှတ်မိလားဆရာ။ချက်မှတ်မိပြီကိုဖိုးတေ။ကျုပ်အကြာကြီးကြည့်နေတော့နန်းဆောင်နဲ့အိတ်ဖိုးကြီးထွက်လာပဲမလား။အဲ့ဒါပဲလေဆရာရဲ့။ကျုပ်တို့ဆရာတပည့်ကသူအဲ့အကြောင်းတော့ခိုးမဲ့အချိန်ကွက်တီကိုရောက်သွားပြီလို့ကျုပ်တို့အာရုံလွှဲတာဖြစ်လိမ့်မယ်ဆရာရဲ့။ ဒီလိုနေရာကြတော့လေကုဖိုးတေရဲ့စဉ်းစားနိုင်စွမ်းလိုက်မမီနိုင်အောင်ပါပဲလားတိုက်တော်ရယ်ကုဖိုးတေအခုတော့ကျုပ်တို့တွေရှိလိုက်မလွှဲတော့ဘူးအဲ့လူကလည်းကျုပ်တို့လိုပညာသေးပဲဖြစ်နေမယ်ဗျာသူ့ရဲ့ပညာသေးအငွေတက်ကိုကျုပ်မသိအောင်ဖျောက်ထားနိုင်နေအဲ့လူကျုပ်ရမ်းတွေ့ကျင်နေပြီဆရာဆရာဒီလိုစကားမျိုးမကြတာအတော်ကြပြီနော်ကျုပ်အဲ့လူနဲ့ပညာပြိုင်ကျန်လွန်းလာလို့ပါကုဖိုးတေအဆရာတို့ဟိုတခုခုသိရပြီလားကျတို့ဆရာတပည့်ညောင်စကားကောင်းများနေပဲဘေးမှရှိနေတဲ့ကြီးတို့မေ့သွားတယ် တရပြီတကြီးမကြခင်မှာပဲတခုလက်ရဖမ်းဆီးနိုင်တော့မှာပါဝမ်းဝမ်းတလိုက်တာဆရာတို့ရဲ့ဝမ်းတလိုက်တာတကြီးကိုစိတ်မပူဘူးပြောလိုက်ပြီးတော့ကျောက်ရဲ့ပညာဇတ်နဲ့အသိလုံစားရအောင်ရှာရတယ်အမြင်ဆက်ဖွင့်ပြီးနန်းဆောင်နေရနေရအနံ့ကိုလိုက်ကြည့်ပြီးတော့မှနဘလူးရုပ်ထုကြီးရဲ့ရှင်မှာအင်းတချို့ပြချထားတဲ့ခြေရလက်ရတွေ့ရတယ်ခိုးသွားတဲ့လူကပိပိကြီးကိုခိုးယူသွားနိုင်တာပဲဒါဆိုရင်တော့ခိုးယူသွားတဲ့လူကပညာသည်တယောက်ဆိုတာသိကြနေပြီ तू ဟာနဘလူးရုပ်ထုကြီးနှစ်ဖူးအကြောက်ကိုဘာလို့ဖို့ခိုးရတာလဲ အဲ့ကြောက်ကရောဘလို့မျိုးစွမ်းနေရှိနေရလဲကြောက်ရဲ့ညာဘက်လက်မောင်းမှာရှိနေစိတ်ပိုက်ဓာတ်လုံးနဲ့ရောဘလို့ဆက်ဆက်မှုရှိနေရလဲကြောက်ကောင်းထဲမှာမိခွန်းတွေတန်းစီပြီးတော့ပေါ်လာတယ်တကြည်ပျောက်သွားတဲ့ကြောက်တော့ရဲ့အကြောင်းကျွတ်တို့သိချာသိကျင်တယ်တကြည်ကဒီရွာရဲ့တကြည်တယောက်လည်းဖြစ်တာမို့ကျွတ်တို့သိကျင်တာတွေပြပြပေးနိုင်မလားရပါတယ်ရပါတယ်ဆရာတို့သိကျင်တာကဒါမေးပါတကြီးတို့မြပလဲရွာရဲ့အထွတ်မြတ်ပစ္စည်းဖြစ်တဲ့အဲ့ဒီကြောင်အနေအရလေးကဘာလဲနောက်ပြီးတော့အဲ့ဒီကြောင်လေးကဘလို့အစွမ်းနေရှိညာလဲ ကျုပ်ကိုတကြီးသိသည်များအရာအလုံးပြောပြပေးပါကျုပ်သိတဲ့အကြောင်းအရာတွေအလုံးတကြီးကအောက်ပါအတိုင်းပဲပြောပြခဲ့ပါတယ်အဲ့ကြောက်တုံးလေးမဟုရပလဲလို့ခေါ်ပါတယ်အာရောဇာသိတိယောဘနာသိတိအာယုသိတိကာယသိတိဝိဇာသိတိသုတသိတိဒနာသိတိဘောဂသိတိအိစိတသိတိမနောရထသိတိစားတဲ့သိတိ၁၀ပါးနဲ့ပြည့်စုံပြီးတော့အထူးခြားဆုံးသောသိတိဝင်မဟုရပလဲတစ်လုံးပါ အဲ့ပလဲလို့ရှေ့မှာမြင်နေရတဲ့နဘလူးရုပ်ထုကြီးမှာထည့်သွင်းပြီးတော့မတမာသူတွေလက်ထဲမရရလဲအောင်အစီအမံတွေအထက်ထက်ချထားတာအောင်မှအခုလိုခိုးယူခံလိုက်ရတာပါပဲဆရာတို့ရဲ့မူရပလဲလို့ခေါ်ရတာလေသူ့ရဲ့နှမောင်နဲ့အယောင်စင်းကြပေါ့လေကျုပ်ရဲ့အဖိုးတွေပြောတန်ကြဘူးတာကတော့ဂမ်မီယာနယ်ပယ်မှာမူရပလဲထွက်ပေါ်လာပြီးတော့နှစ်ပေါင်း20ကျားတဲ့ကစေပိုက်တလုံးလဲထွက်ပေါ်လာမယ်တဲ့မူရပလဲနဲ့စေပိုက်တလုံးတို့ရဲ့အစွမ်းတွေသာပေါက်ဆက်နိုင်အဲ့လူဟာသူ့တက်ထားတဲ့ပညာရဲ့တွေမှာပြိုင်ဆန်ရှားတဲ့အာခလူသားဖြစ်ပြီဆိုပဲ။ ။သူကအဲ့လိုပညာရည်တွေမှလည်းစိတ်ဝင်စားမရှိတော့အခုချိန်ထိစေပိုင်တလုံးအမှန်တကယ်ရှိတယ်မရှိဘူးဆိုတာမသိရသေးပါဘူးဗျာ။တကြီးပြောတဲ့စေပိုင်တလုံးဆိုတာဒါလား။သူ့ရဲ့ညာဘက်လက်မအတွင်းကစေပိုင်တလုံးကိုထုတ်ယူပြလိုက်တော့တကြီးအပါဝင်ရွာသားတွေပါမျက်လုံးပြုတ်ကုန်ကြတယ်။ထဒါဆိုဆရာစေပိုင်တလုံးရဲ့ပိုင်ရှင်ပေါ့နော်။ဒါပေါ့တကြီးကကျုပ်နာမည်ဆိုင်မောက်ဒါကတော့ကျုပ်တပည့်ဖိုးတေးတဲ့။ရွာသားတွေအများကြီးရဲ့ခြေထဲမှာကျုပ်ဟာစေပိုင်တလုံးပိုင်ရှင်ဖြစ်ကြောင်းတမင်ထုတ်ပြောလိုက်တယ် အစင်တက်လိုက်လေဆရာတို့ရဲ့ဟိုကျုပ်တို့ကျုပ်တို့ရွာလေးမှာရှိနေတယ်မူဟာပလဲကိုပြန်ရှာပေးကြပါဗျာကျုပ်တောင်းဆိုပါရယ်ကောင်းပြီလေကျုပ်တို့ပြောက်သွားတဲ့မူဟာပလဲကိုတွေ့အောင်ရှာပေးမယ်အချိန်တော့ယူရလိမ့်မယ်ဗျာတပတ်တန်သည်နှစ်ပတ်တန်သည်ပေါ့အဲ့ဒီတပတ်နှစ်ပတ်အတွင်းမင်းတို့ညောင်ဒီရွာထွက်ပေးသွားရောငါတို့ဘလို့ရှာတော့မှာလဲကွာဟေးဟေးကောင်ထုံးမမိကွာဆရာတို့ဘလို့စကားပြောနေရလဲထုံးမဆိုတဲ့လူကကျုပ်စင်ထားတဲ့ခွေနဲ့ဝင်လာခဲ့ပြီ ရတဲ့သစီကိုထွန်းမပြောတာလည်းမမှားပါဘူးအဲ့တော့ကျုပ်တို့ဘက်ကဘလို့လုပ်ပေးကျုပ်တို့ယုံကြည်ပေးနိုင်မလဲငါတို့ရွာပျောက်သွားတဲ့မူဟာပလဲကိုပြန်ရှာလို့မတွေ့မချင်းမင်းလက်ထဲကစေပိုက်တလုံးဆိုလာပါလားအဲ့ဒါကိုရုတ်ထုကြီးရဲ့နှစ်ဖူးနေရာမှာထားထားမယ်မိုးရပလဲပြက်ရတဲ့အခါကျမင်းပြက်စီမင်းပြက်ယူပါဘလို့လေမိုးရပလဲပြက်မတွေ့မချင်းမှာစေပိုက်တလုံးဒီရုတ်ထုကြီးမှာထည့်ထားမယ်ပေါ့ကောင်းပြီလေထည့်ဆိုတော့လေထည့်တာပေါ့ လက်ထက်စေပိုက်တလုံးပစနာတိတ်ပြီးရနဲ့လေးပေါ်မြောက်လိုက်တော့နပလူရုပ်ထူကြီးရဲ့နှစ်ဖူးနေရာခြိုက်ဝင်နေတဲ့နေရာမှာကက်ရက်တာဖြစ်သွားတယ်။လောက်ဆိုကုထုံးမောင်လည်းကျဉ်းနှက်လောက်ပြီးထမရဲ့မင်းပြောတဲ့အတိုင်းဟုတ်ရင်ဟုတ်ပေါ့ကွာမဟုတ်လို့ကတော့ငါ့လက်နဲ့မင်းကိုတတ်ပြစ်မယ်လာရောက်နေသွားကြစို့ကျုံနဲ့ကုထုံးမောင်တို့အဆင်ပြေပြေပြီးသွားမှုတကြီးကဘာမှဝင်မပြောပေးမယ်သူ့ကိုတော့အာနာနေဟမ်းမယ်တကြီးမျက်နာတော့တိတ်မကောင်းပေါ့ကျုပ်တို့တွေလည်းတကြီးနဲ့အတူအိမ်ကိုပြန်လာခဲ့လိုက်ကြတယ် ဆရာဘာလို့များဆရာစေးပိုက်တက်လုံးပိုက်ရှင်ဆိုတော့ပြောပြလိုက်တာလေဗျာ။ဩဒါလားဒါလည်းအကြောင်းရှိရလေဗျာ။ကပိုးတွေတို့တတိထားမိမလားတော့မသိဘူး။တကြီးကမဟုရပလဲအကြောင်းရှင်းပြနေလို့စေးပိုက်တက်လုံးအကြောင်းပြောလိုက်တော့ကိုထုံးမရဲ့မျက်နှာပြောင်းသွားတော့ကြုတ်တွေ့လိုက်ရတယ်။နောက်ပြီးတော့ရွာပြားဆရာပေါ်မှာကျွတ်တို့ဘာသာအိမ်ညာမနေ့ကကျွတ်တို့ရွာထဲဝင်လာပြီးတော့ဘယ်နေရာသွားရအစားသိနေရရဲ့။နောက်ပြီးတော့ကျွတ်တို့မဟုရပလဲခိုးပါတယ်ဆိုပြီးဆွဆွဲပြောနေတဲ့သူကလည်းကိုထုံးမမေဗျာ။ ထုံးမော်ဆိုရင်တော့မဖြစ်နိုင်ဘူးနော်ဒီကောင်ကညာပလဲရွာမှာငွေမွေးချံပေါက်ကြည့်လာတဲ့ကောင်ပဲကွာဒါတော့ညာကြမှာပဲတကြီးကိုယ်တိုင်ဆုံးဖြတ်ပေါ့လေအော်ကျအခုမှပဲသဘောပေါက်တော့တယ်ဆရာကစေးပိုက်တလုံး90ချခဲ့ပြီးတော့ညာကြရင်ထုံးမောင်လာခိုးတဲ့အခါမှာလက်ပူးလက်ချက်ဖမ်းရအောင်လို့ပေါ့နော်ဒါပေါ့ကူဖိုးတရားကျွတ်တို့လည်းတနေ့ကောင်ဟုတ်ပြလိုက်ဒီပြလိုက်နဲ့ပင်မလာပြီဗျကျစစောနာအောင်မယ်ကူဖိုးတေးဟုတ်ကဲ့ဆရာဒီညထုံးမောင်လှူရှာမှဆိုရင်တော့ကျောက်ဆောင်ပေးထားအောင်မလားရတယ် ကိုပုတ်တယ်လဲနားလေကျိုအားလုံးစီစဉ်ထားမို့အေးစိတ်သာနားဗျညမောင်မိတ်လာတဲ့ညအချိန်မှာညပလဲရင်နာနန်းဆောင်အနီကိုဝိရုံအနဲ့ခြုံထားပြီးတော့မျက်နှာဖုံးဝစ်ထားတဲ့လူတယောက်ချင်းကလာတယ်အဲ့လူကပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်လိုက်ပြီးနဘလူးရုပ်ထုကြီးရဲ့ရှေ့မှာရပ်လိုက်တယ်နောက်တော့ခါးကြရရဲ့အင်ဂျယ်လေးကိုထုတ်ပြရနဲ့မီးရှို့ပြီးပြချလိုက်တယ်အင်ဂျယ်လေးပြဖြစ်သွားတော့နဘလူးရုပ်ထုကြီးရဲ့နဖူးတက်တဲမှာကျုတ်ထဲ့ထားခဲ့တဲ့စေပိုက်တလုံးကလှုပ်လှုပ်ရှားရှားဖြစ်လာပြီးအောက်ကိုပြုတ်ကျလာတယ် ဝေယုံနှနဲ့လူကပြုတ်ကျလာတဲ့ဓလုံအသာဖမ်းယူလိုက်ပြီးမီးရှို့လိုက်တဲ့အင်းချက်ကပြားရရှင်းလင်းသွားတာတွေ့လိုက်ရတယ်။ဒါရီအလုံးမြင်လိုက်ရတဲ့ကျုပ်နဲ့ကိုဖိုတီတို့ညောင်လဲဝေယုံနှနဲ့လူရဲ့အနောက်ကနေတိတိစိတ်လဲသွားကြတာပေါ့။တကြီးတို့ကတော့ကျုပ်ရဲ့အစီအစဉ်တိုင်းရွာတကားနောက်ဘက်မှာအတင်းဆောင်နေကြတယ်။ဝေယုံနှနဲ့လူကလည်းကျုပ်ခတ်မှန်ထားတဲ့အတိုင်းရွာတကားနောက်ဘက်ကနေရွာပြန်ထွက်ဖို့အတွက်အသင့်ပြင်းနေ။ဟဲ့လူထမခင်ဗျရွာပြန်မထွက်ပဲအေးစိတ်ဖမ်းခံလိုက်ပါမဟုတ်ရင်တော့ကျုပ်ဆုံးမဆုံနဲ့နော်။ဟုတ်ကွာ။ တကောင်ကဘယ်ဟာဘလို့လို့ငါမှန်းတိသွားလဲရာစီယိုနောက်ရောက်တော့မဲ့ထုံမောင်ကြောင့်အော်ပြောလိုက်တော့ဝိယုံနဲ့နဲ့လူကသူ့ရဲ့ဝိယုံကြီးချွတ်လိုက်တာတွေ့လိုက်ရတယ်အဲ့လူကကြောက်ထင်တဲ့အတိုင်းပဲကိုထုံမောင်ဖြစ်နေခဲ့တယ်ဟဲ့ဆိုင်မောက်ဆိုရက်ကမင်းပိုင်ဆိုင်ခဲ့ဘူးတဲ့စေပိုင်တက်လောငါလက်ထင်မှာနော်ငါလက်ငါအေးစေးသွားမယ်မင်းတို့ဝင်ပြီးနှောက်ရှက်ဖို့မကြိုးစားကြနဲ့ခမားလက်ထင်မှာစေပိုင်တက်လောရှိနေသေးရဲ့လားဆိုရယ်ကြည့်လိုက်ပါဦးဘာကွာမွေမွေကဲကဲကြပါဦးဗျာမွေကြီးကကျုပ်ကိုမြို့တော့မယ်ကဲကဲကြပါဦး ဟေးလူခမောက်ကဲစေချင်အသာတကြီးအဖမ်းခံမလားပြောကျုပ်ကျုပ်အဖမ်းခံပါမယ်ကျုပ်အဖမ်းခံပါမယ်ဗျာကဲတကြီးကိုကြားတဲ့အတိုင်းပဲနော်ထွမအောင်အဖမ်းခံမယ်တဲ့အဲ့ဒီတော့မှထ ිය ံထမားရိမြင်ပြီးတော့မြေကြီးပေါ်မှာလူလိမ်နေတဲ့ထွမအောင်ဖမ်းဆီးဖို့အသင်ဆောင်နေကြတဲ့တကြီးတို့အုပ်စုကပုံအောင်နေရနေအသီးသီးထွက်လာခဲ့ကြပါတယ်တကောဒီလိုလှုပ်လိုက်မယ်မထင်တာကွာတော်တော်ရုပ်မာတဲ့ကောင်ပဲကလာသားတွေထွန်းမအောင်ကျိုးနဲ့တုတ်ပြီးခေါ်ခဲ့ကြစမ်းဒီကောင်မေးစာကြီးအများကြီးရှိတယ် နေ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 ကြပါဦးထုံးမရဲ့အနာမကတ်ကြနေဦးထုံးမကိုဖန်ခိုင်းထားတဲ့ကာလာသားတွေကြောင့်အော်ပြောလိုက်ရတယ်မဟုတ်ရင်ကျုပ်ရဲ့ပညာဆက်တွေထီပြီးသူတို့ပါထိအောင်ထမားတွေဖြစ်ကုန်မှာစိုးလို့ပါကဲထုံးမမင်းလူလိမ့်နေရာနေချလို့ရပြီအော်မေရောမလို့မင်းစီအားငါရဲ့စိတ်ပိုက်တလုံးပြင်ယူလိုက်မယ်နော် ထုံးမောင်နာကတ်သွားလိုက်ပြီးရနဲ့ပခုတ်လက်နဲ့ပုတ်လိုက်ပြီးအတိပြန်ဝင်လာလှုပ်ပေးလိုက်တယ်။နောက်တော့သူ့ရဲ့အင်ကြီးအိတ်ကထဲကစေပိုက်တလုံးကိုပြန်ယူထားလိုက်တာပေါ့။ဒါဆိုစေပိုက်တလုံးအစ်စ်ကထုံးမောင်စီမှာတကယ်ရှိညာပေါ့နော်ဆရာ နဘလူရုတ်ထုကျင်းနှစ်ဖူမှာစေပိုက်တလုံးမထည့်ခင်နဲ့ကကျုပ်တယောက်ကလွယ်လို့ဘသူမှကင်တွယ်လို့မရအောင်ကျင်းစာထည့်ထားခဲ့တာပဲကိုဖိုတရတာအော်တတိမမူမီတဲ့ထုံမောင်းကင်လိုက်တော့ကျုပ်ရဲ့ကျင်းစာအသက်ဝင်သွားပြီးထင်အောင်ထမားရီမြင်နေရတာပေါ့ဗျာဒီလိုဖြစ်တာကိုကြည်ကျင်းအဖြစ်ထုံမောင်းနာကွယ်ရနဲ့ကျိုးကင်မျိုးစိတ်ခိုင်းနေတဲ့သူရှိအောင်မယ်ဆိုပြီးပါတန်တရားဝင်လာခဲ့တယ်။ကဲပါလေမိစားရှိရရင်မေးရမြန်ရအောင်ပါနဲ့ကျုပ်တို့တွေတကြီးနောက်အမိလိုက်ရအောင်။ဟုတ်ပြီဆရာကြီးဆရာရှင်းပြပါမယ်ဇက်ရည်လဲတော့တယ်။ စွတ်တို့ဆရာတပည့်များရှေ့ရသွားနေကြပြီဖြစ်တဲ့တကြီးတို့အုပ်စုနောက်အမိပြေးပြီးတော့လိုက်ရပြန်တာပေါ့လေဒါဆိုချုံးမအောင်စစ်ခိုင်းတဲ့သူကဘာတူလဲအဲ့လူကဘာကြောင့်မဟုရပလဲနဲ့စေပိုင်းဓလုံးတွေကိုအသေးအံလူချင်းနေကြလဲဆိုတာကတော့ဝန်ွေးကဝေးဆိုင်မောင်ရဲ့နောက်ထပ်အပိုင်းမှာဆက်လက်ပြီးတော့နှာစင်ကြပါနော်ဟုတ်ကဲ့ပါရှင်ဒီနေ့တက်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လေးမယ်လို့မျှော်လင့်မိပါတယ် နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နှဆင်မှုလည်းမမေ့ကြပါနဲ့ဦးနော်။နောက်ဆက်ရပေးကြတဲ့ပရိသတ်အူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။